ထရိုက်တာဝိုင်းကတော့မင်းသမီးကြီးဖူးဖူးကိုမိစေးတိုက်ပြီးတော့လိန်ချမ်းဖက်မှုဆိုင်ရာကိစ္စကျူးလွန်မှုအတွက်ကြိုးစားနေသူဆိုပြီးတော့ online ပေါ်မှာတော့နိုင်မီကြီးနေပါရီမင်းသမီးကြီးဖူးဖူးဟာဟိုနေ့ကသူ့ရဲ့အနုမြာလောကတက်တက်မှာသူ့အဘဂျေဆုအများကြီးရှိတဲ့ထရိုက်တာကသူ့ကို ကာမနဲ့ပတ်သက်တဲ့လှုပ်ချမှုတွေလှုပ်ဆောင်မှုအတွက်ကိုကြိုးစားခဲ့ကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။ဒါကြောင့်သူဟာဒီနောက်ပိုင်းမှာဇက်ကအသက်တွေမရိုက်တော့ဘူး။သူနောက်ဆုံးရိုက်ခဲ့တဲ့ဇက်ကားတွေကိုပဲယုံတင်တော့တယ်။အနုမညာလောကကနေရာသက်ပတ်အနားယူလိုက်ပြီပေါ့ဗျာ။အနုမညာလောကကလုံးဝကိုမြုံချီတင့်တဲ့သူတွေများကြောင့်ကိုမင်းမီကျော်ပွပွေးကရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီ director ဟာ director wine ဖြစ်တဲ့ဆိုပြီးတော့ပြည်သက်တွေကတော့ကောင်းချက်ချနိုင်ကြပြီဖြစ်ပါ ರೀ မင်းမီကျော်ဖိုးပွေးပေါ်မှာကျေးဇူးအများကြီးလုပ်ပေးတဲ့သူကနော်ဒါ director wine ပဲဖြစ်တယ် academy ရောက်အောင်လုပ်ပေးတဲ့သူက director wine ပဲဖြစ်တယ် director wine ဟာမိမဇက်ကိုအရန်နိုင်ပါတယ်နော်မင်းမီတယောက် academy ရောက်ဖို့အတွက်အခြားတယောက်မရှိတော့အောင်ကိုမြောင်းနေကမှာတော်နေတာပဲဖြစ်ပါတယ်နော်မင်းမီကျော်ပူပွေးကိုသူဟာများစွာသောဇာခရီရက်ခဲ့ပြီးတော့အကယ်ဒမီများစွာရအောင်လုပ်ပေးခဲ့တာလေးဖြစ်ပါတယ် မင်းတို့မျိုးဖူးဖူးနဲ့ဒရိုက်တာဝိုင်းတို့ဟာနာမီလေးထွက်ခဲ့ဘူးပါလေအနီးတိုင်းမစင်ချင်လို့နာမီလေးထွက်ခဲ့ဘူးပါလေအခုတော့မင်းတို့မျိုးဖူးဖူးရဲ့ပြောပြချက်အရဆိုရင်ဒရိုက်တာဝိုင်းဟာနော်မင်းတို့မျိုးဖူးဖူးကိုမီစေတိုက်ပြီးတော့နော်ကာမလိန်လေမှုလှုပ်ချမ်းမှုတွေလှုပ်ဖို့အတွက်ကိုကြံရွေခဲ့ကြောင်းလေတရေတွေကတော့ထပ်ပေါ်လာနေပါရဲ့ဗျာ